တံဝေကဆိုတာစိတ်နှလုံးတုံလို့တာကိုခေါ်တယ်နော်စိတ်နှလုံးတုံလို့ဒါပေမဲ့ဗမာလူကသိပဲပြန်တော့တံဝေကဖြစ်တယ်ပဲပြောကြတာတံဝေကဆိုတာစိုးထိတ်တာကြောက်ရွံ့တာအဲ့တော့ကြောက်တာနှမျိုးရှိတယ်ဒေါသနဲ့ကြောက်တာလည်းကြောက်တာပဲအဲ့တော့ပုရုษဉ်နေတော့ဘယ်လိုပဲကြောက်ကြောက်ဒေါသတော့အနည်းငယ်ပါမှာပေါ့ကင်းမှမကင်းတာဘူးဟောဒေါသလည်းကြောက်တာပဲ အဲ့တော့ယဟန္တာတွေကျတော့ဥဒ္ဒိထော်ရင်းနဲ့ဥတ္တပာနဲ့ကြောက်တယ်အသိဉာဏ်နဲ့ကြောက်တယ်ဒေါသမရှိတဲ့ပုဂ္ဂိုလ်ကျတော့ဥတ္တပာနဲ့ကြောက်တယ်တံဝေကောဏမသဟုတ္တပညာနာနဲ့တံဝေကဆိုတာဥတ္တပာနဲ့ရှင်နဲ့အသိဉာဏ်လို့ဒီလိုပြောတာစဉ်းစားဆင်ခြင်ပြီးတော့သင်္ခါရတရားတွေပေါ်မှာကြောက်လွန်းတဲ့စိတ်ဖြစ်တာဒေါသနဲ့ကြောက်တာကတစ်ခုဥတ္တပာဆိုတာနဲ့ကြောက်တာတစ်ခုနှစ်ခုရှိတယ်လို့မှတ်တာ ဩဒဘာနဲ့ကြောက်တာကအကုသိုလ်ရိအပြစ်တွေကိုကြောက်တာဒေါသနဲ့ကြောက်တာကတရေကြောက်တာတို့တစေကြောက်တာတို့ကုသစဉ်နေကြောက်တာမှန်တယ်ဗျာဒေါသနဲ့ကြောက်တာနော်အဲ့ဒီတို့အခုတန်ဝေကဆိုတာကျတော့ဒေါသနဲ့ကြောက်တာကြီးမဟုတ်ဘူးအရိယပုဂ္ဂိုလ်တွေကတော့သူကတန်ဝေကဝုထုဆိုတာရှိတယ်တန်ဝေဝုထုဆိုတာနော်ခုနကြောက်เสียကောင်းတယ် သာတိပိစရာဝိပြာတိပိမရဏပိဆိုတယ်အပေပိလူပစ္စဘမောဟမအစာဟာရအတွက်ရှာရတဲ့ဒုက္ခတွေနော်အနာဂတ်မှာတန်တရာမှာခံရမဲ့ဒုက္ခတွေအပေဒုက္ခတွေအဲ့ဒါတွေကကြောက်စရာတွေကြီးပဲကုန်နော်ပစ္စဘမောဟမတော်ကြယောဂဖြစ်ရမယ်တော်ကြသိဆုံးရမယ်ဆိုဒီပိအန္တရာယ်လူတိုင်းမှာရှိတယ်လေနောက်ဆုံး သေးပေးကြုံနေဆိုတာလူတိုင်းမှရှိတယ်။ဘယ်သူမှမလွတ်နိုင်ဘူးနော်။တနေ့ကျတော့အဲ့ဒီပေးနဲ့ကြုံပါကြည့်ပဲလေ။သေပေးဆိုကြုံပါ။အဲ့ဒါတွေကကြောက်စရာကောင်းတဲ့အရာတွေကိုငါဖေကကိုရှင်းပြီးတော့ပြောပြမယ်ဆိုပြီးတော့ထီတုတ်တန်ကိုအဲ့ဒါလို့အဖွင့်စကားအနေနဲ့တံဝေခံကိတ္တိတာမိယထာတံဝိစီတံမယ။ငါရင်နဲ့နှလုံးထဲမှာတဲ့။နော်။ ဒီထိတ်လန့်ပွဲ အဖြစ်ဆိုးကိုကိုသိတဲ့အတိုင်းပြောပြမယ်ကြောက်စရာကောင်းတဲ့အဖြစ်ဆိုးတွေပေါ့နော်ကြောက်စရာကောင်းတဲ့အဖြစ်ဆိုးတွေကိုပြောပြမယ်ဆိုပြီးတော့မြတ်စွာဘုရားစာပြီးတရားဟောတယ်ဖန္ဒမန္နံပစံဒိတ်တော်မစ္စီအပေါ်ရကေယထာအညာမင်းကြီးဟိပြာရုတ်တိထိတ်တော်မှန်ပယပါဝီတိတရဝရီချင်းနေကိုအကုန်ကြည့်လိုက်တယ် တဝါရီခြေနေကိုကြည့်လိုက်ပဲဆိုရင်လူတွေဟာပျော်ရည်နေကြတာမဟုတ်ဘူး။ဘာနဲ့တူတော့ဆိုလို့ရှိရင်ဒီရေခမ်းသွားတဲ့ရေခမ်းသွားတဲ့ရေအိုင်နဲ့ကငါးတွေဟာတဖြတ်ဖြတ်ဖြစ်နေတယ်။ရေခမ်းပြီဆိုရင်အေးရေရေအိုင်နဲ့မှရှိတဲ့ငါးတွေဟာတဖြတ်ဖြတ်ဖြစ်နေကြတာ။နော်။ သူတို့မကူတာဘူးမလွန်းတာဘူးသူတို့ရေထဲမှာပုံးွယ်လို့မမြုပ်တာတော့ဘူးဆိုရင်ငါးရီကဖလပ်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 နဲ့ဖြစ်နေအဲ့ဒါကိုပြောတာနော်ဒီဒီအပေါ်ရကီရှေခန်းနေတဲ့ရေနည်းနည်းလေးပဲကျန်တဲ့အိုင်ထဲမှာရှိတဲ့ငါးရီဟာဖန္ဒမာနတစ်ဖြက်ဖြက်လူးပြီးတော့ အန္တရာယ်ကျုံနေလို့တစ်ဖြက်ဖြက်လူလွန့်နေကြတယ်လို့ပဲအဲ့ဒါလို့ပဲတဲ့ဖန္ဒမန္နံပသံဒိတ်တော်မစ္စေအဘောရကေယထာရှေခန်းတဲ့ရိပ်အိုက်တဲ့ကငါးတွေဟာတစ်ဖြက်ဖြက်လူပြီးတော့တုံလှုပ်နေတယ်လို့တုံလှုပ်နေကြတဲ့တ ত্ত্ব ဝါတွေကိုမြင်နေရတယ်အဲ့တော့ငါးတွေဘဝကြည့်လိုက်လေခြေကခမ်းပြီဆိုရင် အမိမဲ့သားရေနေငါတို့ဆိုပြောကြတယ်မှန်လားအမိမိမိဘမရှိတော့ဘူးမိတဆိုးလေးဖြစ်သွားပြီအမိမဲ့သားသူ့ရဲ့တိမ်ငဲနေတဲ့စိတ်ကဘလို့နေမလဲရေနေငါခြေခမ်းသွားတဲ့အိုင်ထဲမှာနေတဲ့ငါသူ့မှာပြန်စရာလည်းအတောင်မရှိဘူးလေတခြားကိုပြောင်းမွေရသူ့မှာအတောင်မှမရှိတာအဲ့တော့ရေကလည်းပဲသူတို့တကူလေးတောင်မှဖုံးကွယ်လို့မရတော့ဘူးဆိုတော့ တို့ဘွားဟာအမိမဲ့သားရေနေငါဆိုတာတခဲကိုကြောက်ရွံ့တုံ့လို့ရမယ့်အခြေအနေမျိုးတွေကိုရောက်နေတယ်အဲ့ဒါပြောတာနော်တရဝါရီဟာရေနေငါလို့ပဲစိတ်နှလုံးတုံ့လုံးနေကြတာကိုမြင်ရတယ်ထိတ်သွားမှာအဲ့ဒါလို့မြင်ရပြီအေးစိစိနေကြသလားဆိုတာမဟုတ်ဘူးအချင်းချင်းအငင်းပွားပြီးရံဖြစ်နေကြတာအဲ့မှာတွေပဲတယောက်နဲ့တယောက်ကရံဖြစ်နေကြတာလေ သူလည်းသိမှာပဲကိုလည်းသိမှာပဲသူလည်းဒုက္ခရောက်တော့မှကိုလည်းဒုက္ခရတိုင်းပဲလို့တယောက်နဲ့တယောက်အဲ့ဒါရှင်ဖြစ်နေကြတော့မယ်အရင်ဘဝနေကြတယ်အရင်နဲ့ကလို့စိတ်နှလုံးတုံ့လုံးနေတဲ့လူတွေကအေးချမ်းချမ်းညင်ညွတ်မနေနိုင်ပဲနဲ့အချင်းချင်းရံဖြစ်ပြီးတော့နေတာကိုမြင်တဲ့အခါကျတော့အော် တော်ကြောက်เสียအောင်နဲ့အနေထားပါလားလို့ဆိုတာကိုငါတွေးမိတယ်လို့ပြတ်စွာပြန်။တန်ဝေကဖြစ်မိတယ်ဗော။ဘုရားဒီများများနာထားမှအတွေ့ကောင်းတွေများများထွက်မှာနော်။ဒါကြောင့်မြတ်စွာဘုရားဒေသနာတွေကိုအများကြီးမှတ်ရမယ်။အထူးသဖြင့်ပါမခေါ်ချုပ်ဆိုတော့ဘုရားကြီးဟောတဲ့တရားဒေသနာတွေကိုအများကြီးမှတ်သားကြည့်သင့်တယ်။နော်အစီအစဉ်တကျနော်ကြေကြေပြန့်ပြန့်နော်တရားတွေမထက်အော စုံစုံကိုမှတ်သားထားတဲ့အခါမှာတစုံတစ်ခုတွေးပြီးဆိုရင်အဲ့ဒါတွေကနောက်ွယ်ကနေပြီးတော့လမ်းကြောင်းတဲ့အောင်အကျိုးကျေးဇူးမပြုတ်နိုင်မေဘူးလားပြုတ်နိုင်တယ်။တော့တရားနာခြင်းရဲ့စွမ်းအားကိုကနာခြင်းတဲ့စိတ်ကလေးဒါကိုတန်ဖိုးထားပြီးတော့မြတ်နိုးတဲ့စိတ်ကလေးရှိဖို့သာလိုတာပါဒီခေတ်ကတရားနာခြင်းရဲ့အရန်လွယ်ပါတယ်။ဟုတ်လားကိုရဲ့လက်ကင်ဖုံထဲမှာထည့်ထားမယ်ဆိုရင်တော့အပုပ်ပေါင်းရာထောင်ချီပြီးတော့ထည့်ထားလို့ရတာပဲလေ။ဟုတ်တယ်မို့လား။ဒါလေးနဲ့မပြတ်မပြတ်ကိုရဲ့စိတ်ကိုတော့တရားဓာတ်ကလေးနော်ပကင်းကွာအောင်လှုပ်ထားလို့ မရဘူးလားရတယ်ဟုတ်ရဲ့လားအတော်ချင်းတို့ပေးသက်ပေါင်းသူတို့ပေါင်းတို့တော့ပြောနေတာကတော့ဘလို့အခြေအနေပဲတွေ့နေတွေ့နေအဲ့ဒီတွေ့နေတဲ့အခြေအနေဟာကိုကသာတော့ယောနိတော်မနတိကာရရှိမယ်ဆိုလို့ရှိရင်အဲ့ဒါဟာကောင်းဖို့အတွက်တော့အများကြီးတွန်းအားမဖြစ်ဘူးလားဖြစ်တယ်နော်တော့ကိုယ့်ရဲ့ခေါင်းထဲကဟိုမြင့်မြတ်တဲ့တော့အကြောင်းအရာတွေကိုမှတ်သားထားမှလည်းပဲမြင့်မြတ်တဲ့အတွေ့ကတွေ့နိုင်မှာတော့ကိုယ့်ရဲ့ခေါင်းထဲကမြင့်မြတ်တဲ့အကြောင်းအရာတွေမှတ်သားထားတာမရှိဘူးဆိုရင်လည်းပဲ ီယောနီသူယောနီတော်မနတိကာလာကဖြစ်လာမှာမဟုတ်လူဆိုတာကိုကောင်းနဲ့မှတ်ထားတဲ့အချက်လက်တဲ့အချက်လက်နဲ့ညီအောင်တွေးကြတာပဲများပါတယ်ဟုတ်လားအေးပဝင်းကျင်နေသားကဘလို့ကောင်းအောင်ပဲဖန်လာဖန်လာတော့တခါလေကြတော့လည်းပဲအဂတိလိုက်စားပြီးတော့ကိုယ့်အလိုဆန္ဒအတိုင်းလိုက်ပြီးတော့တွေးလိုက်ကြတာတွေတော့မရှိဘူးလားရှိရနော်ဟိုပုံမြင်လေးတစ်ပုတ်ကြားဦးတယ်နော်အပြိုကြီးတယောက်ကနော်တော်တော်ကြီးအသက်ကြီးလာမှ အရွာတဲကနော် အခုရှုပြီးတော့မိုက်နေတဲ့နော်အရှင်သမားတယောက် ਨੇ ဖြစ်တယ်လို့ဆိုတယ်။အဲ့ဒါကိုသူယူဖို့လည်းပဲနော်တိတ်လည်းအဆင်မပြေဘူး။အဲ့တော့သူဘာလုပ်တုံးဆိုတော့သူ့ရဲ့ဦးလေးတယောက် ਨੇ တိုင်မင်တယ်လို့ဆိုတယ်။နော်အဲ့ဒီလူကိုသူယူရကောင်းမလား။မယူရကောင်းမလား။အဲ့လိုတိုင်မင်တဲ့အခါကျတော့ဦးလေးဖြစ်တဲ့လူကမယူနဲ့လို့ပြောရမှာလဲအာနာ။ဒါသိဒီလူကလူပေလူတွေယူသိတဲ့လူမဟုတ်ဘူးဆိုတာလည်းသူသိတယ်။အဲ့ဒါနဲ့ကဲကွယ်မင်းကို ငါရဲ့ကိုစားငါအဖြေကိုစားငါကြီးစီလေးပေးလိုက်မယ်မင်းအဲ့ဒီကြီးစီလေးသာတီးလိုက်အဲ့ဒီကြီးစီလေးကထွက်လာတဲ့အတန်အတိုင်းမင်းဆုံးဖြတ်ဆိုပြီးတော့ကြီးစီလေးလုံပေးတယ်တဲ့ကြီးစီလေးတစ်လုံးပေးလိုက်တာအဲ့ကြီးစီကိုတီးလိုက်တော့ကြီးစီကဘလို့မြင်ဒူဝေဒူဝေလို့မြင်မှာပေါ့ဟုတ်လားအဲ့ဒါဦးလေးကသိသိကျင်တာကလူပေလူတွေလို့သိသိကျင်တာဟုတ်လားလူပေလူတွေဆိုတော့ဘာလဲမယူနဲ့ပေါ့ဟုတ်လား တော့ပြူကြီးဖြစ်တဲ့လူကဦးလေးပြန်သွားပြီဆိုတော့ခြေသေးလေးတီးလိုက်တယ်ခြေသေးလေးကဒူဝေဒူဝေလို့မြည်တယ်ဟုတ်လားဒါမဲ့သူ့စိတ်ထဲကဘလို့ထင်လို့ဆိုယူလေယူလေလို့ထင်တယ်တဲ့ဟုတ်လားဟောတကယ်ဟောထင်သေးကျင်တာဘလို့ထင်သေးကျင်တာလူပီလူတွေလို့ထင်သေးကျင်တာဒါကဗမာပုံမြင်လေးတွေပါရမ်းစိတ်ဝင်စားတဲ့အကောင်းတယ်ဟုတ်လားလူဆိုတာကိုတွေးကျင်လို့တွေးတာပဲဆိုတာလေးကိုပဲဦးစင်းကအဲ့ဒီအဲ့လိုအလုပ်လိုက်ရင်အဲ့ဒီပုံမြင်လေးကိုတော်တော်ပြီးတော့အမှတ်ရတယ်အော်ဟောကသိသေးကျင်တာကတစ်မျိုးတရားသိသွားတာကတစ်မျိုးဟုတ်လား ်တခါတလေကြောက်လေသဘာဝလောကကြီးကပြနေတာတမျိုးကိုကမြင်တာတမျိုးလွဲချော်တာတွေကမရှိဘူးလားရှိရနော်ကြားသိကျင်တာကဘလို့ကြားသိညာလူပေလူတွေလို့ကြားသိကျင်တာကြားလိုက်တာကဘလို့ကြားရောယူလေယူလေလို့ကြားတာတဲ့ကဲနော်ဒါဦးရှင်တို့ဟိုတော့ဆရာကြီးလူတို့ဥလာရေးတဲ့အကြောင်းကံဒီမှာပုံမြင်များဆိုတဲ့စာအုပ်တွေထဲမှာပါတယ်ဒီပုံမြင်လေးတွေဟုတ်လားတော့ပါတော့အဲ့ဒါဘလို့အတွေ့အကြုံတွေပဲတွေ့တွေ့ဘလို့အနေထားတွေပဲဖြစ်ဖြစ်နောက်တခါသမားတို့ဦးရှင်တို့တွေ အမှန်ကန်တဲ့အတွေးအမြင်တွေရဖို့ဆိုတာက ကိုယ့်ရဲ့ခေါင်းထဲမှာငကိုကအလွန်ကောင်းမွန်တဲ့မှန်ကန်တဲ့တော့ဒေသနာတွေတည်းဟူသောအချက်လက်ကောင်းတွေကိုထည့်ထားမိဖို့မလိုဘူးလားလိုတယ်ဟုတ်လားဟာတွေကလွတ်မြောက်အောင်ကြိုးစားရမလဲလို့ဆိုရင်အရေးကြီးဆုံးကလောဘကလွတ်မြောက်ဖို့ဒေါသကလွတ်မြောက်ဖို့မှန်ကန်တဲ့အတွေးတွေကဒီလွတ်မြောက်ဖို့မှားရနေတဲ့အထင်မြင်တွေကလွတ်မြောက်ဖို့အဲ့ဒါတွေကလွတ်မြောက်မှစိတ်ကလေးကတကယ်လွတ်မြောက်တဲ့စိတ်ဖြစ်မှာတဲ့ ဒါကြောင့်မို့မြတ်စွာဘုရားကမေဂိယာတဲ့ဟောဒီအည်သေးငါးခုပေါ်မှာယက်တီပြီးတော့အခုပြောမဲ့တရားလေးမျိုးကိုပွားပါဆက်ပြီးတော့လုပ်ပါလေဒါကိုဆက်လုပ်ရမယ်အဲ့ဒါမှပြန်ရရန်တာဖြစ်နိုင်တယ်ဘာဒီဆက်လုပ်ရမလို့ဆိုလို့ရှိရင်အတုပါဘာဝေတ္တပါရာဂတပါဏာယကျွန်တော်လောဘကိုဖယ်ရှားပြစ်ချင်လို့ရှိရင်အတုပါကမ္မထံပွားပြရအတုပါဆိုတာ မစင်မကြဲမတင့်မတင်ယွန်းစပွဲကိုတွေးတော့ပြရဒါဟုတ်ဆိုလို့လေနော်အပေါ်ယံလေးကြည့်ရင်ယူရီယာတဏှာရာဂစိတ်ပေါ်လာလို့ရှိရင်အပေါ်ယံကြည့်ရင်နှတယ်လို့ထင်အဲ့ဒါလို့နှတယ်လို့ထင်လို့လောဘဖြစ်လာလို့ရှိရင်အတွင်းသားကိုခန္ဓာကိုယ်ကြီးရဲ့တဘာဝပစင်ကြဲတာတွေကိုကြည့်ဒုက္ခတစ်ခုမှဟောထားတယ်ခန္ဓာကိုယ်ကြီးအသိဉာဏ်လဲထားလိုက်မယ်ဆိုရင်ဒုက္ခနဲ့ကြီးရီပေါင်းနေရမှာတဲ့ အပေါ်ရန်အရေးပါလေးဖုံးထားလို့ဟုတ်တယ်လို့ထင်နေတယ်အဲ့ဒီအရေးပါလေးပေါ်မှာတော့တဲ့ဟိုကလေးတွေနဲ့ဆင်ထားသေးတဲ့အတွက်ကြောင့်မျက်စိလဲနေကြတာဟုတ်ကဲ့မျက်စိလဲနေတာဟုတ်တယ်ပေါ့မနေ့အေးရထားတာနဲ့တိုင်နဲ့ခန္ဓာကိုယ်ရဲ့အငြင်းအကျေးတုတ်တင်ရတဲ့နံပါတ်1ပဲလေမွေးချိန်နေလို့ရှိရင်ဆုထားကြမှာပေါ့မမွေးချိန်လို့စွန့်ပြစ်နေကြရတာခန္ဓာကိုယ်ရဲ့အထွက်တာတင့်တယ်တာတို့မွေးချိန်တာတို့တခုမှမရှိဘူးခုန်ပြစ်နေရတာ အဲ့တော့အဲ့ဓာရီကိုစဉ်းစားတွေးခေါ်လိုက်လို့ရှိရင်လောဘဆိုတာဖြစ်လာစရာရာဂဆိုတာဖြစ်လာစရာအကြောင်းရှိဘူးတဲ့ဒါကြောင့်မို့ခုနကအခြေအနေ၅မျိုးပေါ်မှာယက်တီပြီးတဲ့အခါမှာတဲ့တဏှာရာဂကိုအားနေတော့အောင်သို့မဟုတ်တဏှာရာဂတွေဖယ်ရှားပစ်ဖို့အတွက်အတုပအထုပ်ပါဒါမတည့်တဲ့သဘောတွေကိုဆင်ခြင်ပေးပါဆင်ခြင်တာဓမ္မ practice ပဲသွားပြီးတော့တင်မြင်ကြီးခွေပြီးတော့ legislation ထိုင်နေပါမဟုတ်ဘူးနော်ဘယ်လိုထိုင်ထိုင် မတိမတဲ့ယွန်းစဝဲအခြေအနေတွေကေတာလောမနခါတတာတဆောဆံမြင်မွေးခြင်းခြေတယ်လေတဲ့သွားအေးတခုစီတခုစီတခုစီခန္ဓာကိုယ်သုံးကနေကောတာသာချိတခုမှတင်းထားစရာမရှိဘူးကိုယ်စပင်မဲ့စပင်ပေါ်နေတဲ့အခါကျတော့ဟုတ်တုတ်တုတ်ရှိတယ်နော်လှောက်အောင်ပြင်ရတဲ့ဆေးဆိုးကြအဲဒီစပင်ကြီးလေးတစ်စီချမင်းနဲ့သွားကြလို့ရှိရင်ယွန်းညလူများလည်းအံ့ဩစရာတော့ကောင်းဒီစပင်မှာပဲကောင်းပေါ်နေရင်တော့လည်းအကောင်းသားနေရာရွေးသွားတာနဲ့တပြိုင်တည်းမလို့ကျင်ကြတော့ ကိုယ့်ရဲ့ပါဇက်ထဲမှာတရွေးတွေရှိတယ်အပြင်မထွက်သေးတဲ့ညအကောင်းပဲမျိုးချနေကြအပြင်ထွက်တာနဲ့တပြိုင်တည်းပါဖြစ်မလီကျွန်းတာအဲ့ဒါလိုပဲအားလုံးကအပြင်မထွက်သေးရင်အကောင်းပဲအပြင်ထွက်လိုက်တာနဲ့တပြိုင်တည်းကျွန်းစေဒါကိုဆင်ရှင်တွေးတော့တာကိုအတုပလို့ပြောတာနော်အေးဗမာမှာအတုပဆိုလို့ရှိရင်တော့ဟောဖြူလရယ်သွားပြီးတော့အောက်မေ့နေအဲ့တော့အတုပကိုဆင်ရှင်စဉ်းစားခြင်းဖြင့်ခန္ဓာကိုယ်ပေါ်မှာတွေ့တာတက်မဲ့တက်တဲ့တဏှာလောဘကိုဖျက်ဆီးပြစ်နိုင်ပါလေတဲ့ အဲ့ဒါဖယ်ရှားပြစ်နိုင်မှလောဘကလွတ်တော်မှာလွတ်မှလွတ်မြောက်တဲ့စိတ်ဆိုရမှာဒီလိုဆိုရင်တွဲနေဦးမှာမလွတ်မြောက်နိုင်ဘူးနောက်တစ်ခုကပါတယ်ဒီဒီနေရာမြတ်စွာဘုရားညွှန်ပြတာကမ္မထမ်းလေးတွေပေးထားတာအတုပါဘာဝေတ္တပါရာဂတ္တပဟနာယရာဂတ္တပဟနာယရာဂကိုဖယ်ရှားပြစ်ဖို့ရအတွက်အတုပါဘာဝေတ္တပါအတုပါကမ္မထမ်းကိုပွားပါတဲ့ဟောအတုပါ မတည့်မတည့်ရွံစပွဲဆိုတဲ့အနေထားတွေမြင်အောင်စိတ်ထဲမှာဖြစ်ပေါ်လာအောင်လုပ်ပွားလာအောင်ကြိုးစားကျင့်တယ်လို့ကိုအထုပ်ပါဒီလိုပြောတာဘာဝဘာဝေတ္တပါဆိုမဖြစ်သေးရင်စိတ်ထဲဖြစ်လာအောင်လုပ်တာဒါဘာဝနာလို့ခေါ်ဖြစ်လာပြီးတဲ့နောက်ကြိုးလာအောင်အရှင်ရလာအောင်ကြိုးစားတာဒါဘာဝနာဘာဝနာဆိုတာဖြစ်စေကြိုးပွားစေဒီနှစ်ခုပြောမယ်ကဲအတုကပွားသည့်အတွက်ကြောင့်ရာဂဆိုတာကိုဖယ်ရှားလိုက်တဲ့အတွက်ကြောင့်ရာဂကတော့လွတ်မြောက်ပါပြီတဲ့ စိတ်ထဲမှာအလိုမကျတာမျိုးတွေပေါ်လာတယ်ဗျာပါဒကတစားထောင်လာလိမ့်။ဘာလို့ကမေတ္တာဘာဝေတ္တဗျာပါဒတပါဏနာယ။ဗျာပါဒတပါဏနာယဒေါသကိုဖယ်ရှားပြဖို့ရအတွက်မေတ္တာဘာဝေတ္တဗျာမေတ္တာပွားလိုက်ပါ။ကမ္မထံပေးနေတာ။အာတုဝကမ္မထံအထုတ်တဲ့လောဘကလွတ်ဖို့အတွက်ဒေါသကလွတ်ဖို့အတွက်မေတ္တာကမ္မထံအထုတ်လိုက်တဲ့မေတ္တာစိတ်တွေမြန်မြန်မွေးကမ္မထံအထုတ်တဲ့ဆိုတော့ကိုယ်စိတ်ထဲမှာမေတ္တာတွေအချိန်ချင်းဖြစ်အောင်လုပ်တာကိုပြောတယ်။ ဒါနဲ့ရက်သွားရင်လည်းရက်သွားမှာမရက်ဘူးဆိုလို့ရှိရင်ဘာတွေလာရအောင်မလုပ်ဆိုအာနာပါနတိဘာဝေတ္တပါဝိတကုပစ္စေတရအတွေးတွေကလူတွေမှာအတွေးတွေမထိနိုင်ကြဘူးတယောက်တည်းနေလဲတွေးနေပါလေလူဆိုတာတွေးနေတယ်အများတန်းတွေးနေကြတာအဲ့ဒီအတွေးထဲမှာမကောင်းတဲ့အတွေးက၃မျိုးကောင်းတဲ့အတွေးက၃မျိုးမကောင်းတဲ့အတွေးကိုမိစ္ဆာဝိတ္တလို့ခေါ်တယ်ကောင်းတဲ့အတွေးကိုတမ္မာဝိတ္တသမ္မာသင်္ကပ္ပ မကောင်းတဲ့အတွေးဆိုတာဘာကြောင့်မကောင်းတာတုံးလို့ဆိုလို့ရှိရင်အသိဉာဏ်ရဖို့အတွက်အာဟာရအနှောင့်အယှက်ဖြစ်လို့မကောင်းဘူးလို့ပြောတယ်ကာမဝိတ္တကာမဂုဏ်အာယုန်နဲ့ပတ်သက်တဲ့အတွေးတွေဟာတဏှာရာဂဥတည်ပြီးတွေးတာမို့မကောင်းဘူးတဲ့မှားတဲ့အတွေးတွေဖြာပါတော့ဝိတ္တဒေါသနဲ့တွေးတဲ့အတွေးကမကောင်းဘူးမှားရတဲ့အတွေးဝိဟိန္ဒဝိတ္တညှင်းဆဲဖို့တပ်ဖြတ်ဖို့တွေးတဲ့အတွေးကမကောင်းတဲ့အတွေးတဲ့ဟော အဲ့ဒီမကောင်းတဲ့အတွေ့တွေကိုယ်တဏ္ဍာကဖယ်ရှားဖြစ်ချင်လို့ရှိရင်မလုပ်ရမလို့ခုနကတည်းကရှင်မေကြီးကတရားထိုင်လိုက်တဲ့အခါမှာမင်းစိတ်ပေါက်ပြီးတော့တွေးလိုက်တဲ့အတွေ့တွေဒီအတွေ့တွေတွေးနေအဲ့ဒီအတွေ့တွေကြောက်အောင်မလုပ်ရမလို့ဆိုရင်အာနာပါနတ္တိဘာဝိတ္တပါတဲ့ထွက်လေဝင်လေရှုပါလို့ပြောထွက်လေဝင်လေပေါ်မှာလေးတတိစိုက်ထားပါအာနာပါနတ္တိကပ္ပထံကိုအာထုတ်ပါလို့ပြောဒီလေးကိုမှန်မှန်ရှုပြီးတော့အာနာအပါနာ တက်လာတဲ့လေးလေးဝင်သွားတဲ့လေးလေး24ရက်ယူကနှကောင်းကတက်ရှူနေတာဆိုတော့အဲ့ဒီလေးပေါ်မှာကလေးဝင်လေးလေးပေါ်မှာအလုံးစိုက်ထားလို့ရှိရင်ဂျန်တဲ့အတွေးတွေရက်ဆိုင်ပြစ်လို့ရတယ်ခါပြောတာနော်အဲ့ဒီအတွေးတွေရက်ဆိုင်ပြစ်လိုက်လို့ရှိရင်လောဘနဲ့ပတ်သက်တဲ့အတွေးလည်းမတွေးတော့ဘူးဒေါသနဲ့ပတ်သက်တဲ့အတွေးလည်းမတွေးတော့ဘူးမှားရင်တဲ့အတွေးတွေကလောဘကင်းရှင်းသွားတယ်ဒါတော့တင်ပြီးပြီလားလို့ဆိုတော့မပြီးသေးဘူး အတွေးတွေရပ်ဆိုင်းသွားပြီးတဲ့အခါအထင်အမြင်တွေကရှိနေတာသိတယ်ဘာတော့ဆိုလို့ရှိရင်အဲ့ဒီအတွေးတွေကိုရပ်ဆိုင်းပြနေတဲ့အာနာပါနတတိဒီတတိတို့ပညာတို့ဝီရိယတို့ကိုပဲကိုယ်စိတ်ထဲမှာထာဝရရှိနေတယ်လို့ထင်လာတဲ့အထင်အမြင်မျိုးပေါ်လာတာသိတယ်။ဒါကြောင့်မို့အနိစ္စတင်ညာဘာဝိတ္တကအတ္တိပါဏသဘုခတာယ။အတ္တိပါဏသဘုခတာယငါဆိုတဲ့မာမနာငါလုံးငါဖြစ်တယ်ဆိုတဲ့မာမနာကို ခေရှားဖြစ်ဖို့ရတဲ့အနိစ္စသညာအနိစ္စသညာကိုပါဝိတ္တပါပွားလိုက်ပါဒါမေဂိယကိုမြတ်စွာဘုရားကမေဂိယယဟန်ကိုနီးပေးနေတာကမ္မထံပေးဒါကမ္မထံပေးနေတယ်ဆိုတာလူတိုင်းအတွက်လည်းသိမြော်တယ်ကမ္မထံကြီးချက်နေတယ်ငါဆိုတဲ့အတွေးတွေကြောက်ဖို့ရတဲ့လူဆိုတာကိုမာနဆိုတာရှိနေတယ်မရှိဘူးထင်နေပေမဲ့ရှိနေတတ်တယ်မာနကိုမာနလေးကိုလာထိလိုက်လို့ရှိရင်တရောင်းစားတော်မာနကပေါ်သေးတာနော်လူမပြောတန်တန်လူတွေမပြောနဲ့တရောင်းစားတော်မာနရှိတယ် သရောင်းသားခေါ်ပြီးအလုံးလိုက်အလုံးလုံးခိုင်းကြပါလားမက်ဆန်ပေးမယ်မလုပ်ဘူးသူကသူသရောင်းသားတဲ့သရောင်းသားလုံးလုံးစားတာပေါက်ကူးတယ်တရားနေတောင်းတောင်းရတယ်သူတပြည့်စီလက်ခိုင်းလို့တော့လည်းမထင်နဲ့နော်သရောင်းသားမာနမာနဆိုတာသူကသူရှိအဲ့ဒီမာနကိုဖယ်ချပြစ်ဖို့ရတဲ့ဘာလို့မှမလုပ်စင်အေးဘယ်အရာမှမမြဲဘူးသာဝရပြောင်းလဲနေတယ်ဆိုတဲ့အတွေ့အကြုံတွေးဖို့အထင်အမြင်တွေကိုကိုယ်တဏ္ဍာမှာရအောင်လုပ်ဖို့အနိစ္စတင်ညာကိုပွားပါတဲ့ အဲ့ဒီအတ္တိမာနဆိုတဲ့ဒီမာနတရားဟာမာနတရားကိုဖယ်ရှားလိုက်နိုင်ပြီအနိစ္စတင်ညာကိုပွားလိုက်ပြီဆိုရင်မပေါ်လာနိုင်လို့ဆိုရင်အနတ္တတင်ညာကိုလိုတိုင်းမဖြစ်ဘူးဆိုတာသိလာလိမ့်မယ်မမြဲဘူးဆိုတာသိလို့ရှိရင်ကိုယ့်အလိုကြဘာမှမဖြစ်ဘူးဆိုတာသိလာလိမ့်လူတွေကကိုလိုရင်ဖြစ်တယ်လို့ထင်နေတာအားလုံးအဲ့ဒါမာနကထင်နေတာဟုတ်ကဲ့လားမမြဲဘူးထာဝရပြောင်းလဲနေတယ်ဆိုတဲ့အနိစ္စကိုသဘောပေါက်လိုက်တာနဲ့တပြိုင်တည်းအနတ္တ ဘာလို့လို့မရဘူးသူ့တဘာဝတိုင်းဖြစ်နေတာငါရဲ့စိတ်ဆန္ဒတိုင်းဘာတစ်ခုမှဖြစ်လာမှာမဟုတ်ဘူးဆိုရင်အနတ္တအတွေ့တွေ့ပဲဘူးလားတွေ့တယ်အဝတ္တဝတ္တတာကိုယ်လိုချင်ဖြစ်မလာဘူးဘာလို့လို့ဆိုပြက်နေတဲ့အရာတစ်ခုကသာဝရပြောင်းလဲနေတဲ့အရာတစ်ခုကကိုယ်ကမပြောင်းလဲခြင်းဘူးမပြောင်းလဲခြင်းနဲ့စိတ်ရှိနေတာသာဝရပြောင်းလဲနေတဲ့အရာတစ်ခုကကိုယ်လိုချင်ဘယ်လိုလုပ်ဖြစ်ပါမဖြစ်နိုင်အဲ့ဒါကြောင့်မို့လို့အနိစ္စတင်ညာကိုပွားလို့ရှိရင်အနတ္တတင်ညာဝင်လာပါလိမ့်မယ်တဲ့ယေရှုရှင် အဲ့ဒီအနတ္တသင်္ညာဝင်လာပြီဆိုလို့ရှိရင်အတ္တမိမာနဆိုတာလောကပြောက်သွားလိမ့်မယ်။ငါဆိုတဲ့မာနတရားဖယ်ရှားလိုက်နိုင်လိမ့်မယ်တဲ့။အနတ္တဝင်လာလို့ရှိရင်အနတ္တသင်္ညာဝင်လာလို့ရှိရင်အတ္တိမာနလို့ခေါ်တဲ့ငါဆိုတဲ့အထင်မြင်ဟာပြောက်သွားလိမ့်မယ်။ငါဆိုတဲ့အထင်မြင်ပြောက်ရုံနဲ့မကဘူး။မျက်မှောက်ဘဝမှာပဲစိတ်ဓာတ်လေးဟာငြိမ်းချမ်းသွားလိမ့်မယ်။အော်စိတ်ကလေးကလုံးဝအနှောင်အဖွဲ့တွေတန်ရုံးစင်ဂျိုးတွေကနေလုံးဝလွတ်သွားလိမ့်မယ်လို့ဒီလိုခေါ်တာပါမြတ်စွာဘုရား။နော်။ ဒိဋ္ဌိဝဓမ္မေပြိနေသွားရဲ့စိတ်ကလေးဟာငြိမ်ကြသွားပြီးတော့နှောင်ကြိုးတွေအလုံးပြုတ်ထွက်သွားပြီးတော့လောကလွတ်တဲ့စိတ်ဆိုတာအဲ့ဒီကြမှာတဲ့နော်အဲ့ဒီကြမှာဖြစ်မှာ